မင်္ဂလာဦးညအတွင်အကျန်းခံကခိုင်ခန့်တဲ့ကတဲ့မျိုးစားကိုရွေးချယ်ဝယ်ယူနေတဲ့စိုးပြေတစင်တဲ့ဟေဝေယံမင်္ဂလာဦးညအတွင်အကျန်းခံကခိုင်ခန့်တဲ့ကတဲ့ကိုဝယ်ယူနေတာက မကြခင်လက်ထက်တော်မယ်စိုးပြေတစင်တဲ့ဟေဝေယံတို့ဆုံတွဲပါဒါကြောင့်လည်းပြည်သက်တွေကစောင့်နောက်တာခံနေရပါတယ် အလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့ဝါလကင်းတို့တည်င်းကျုကာလာကိုရောက်ရှိလာပါပြီ။ဒါကြောင့်လည်းမကြခင်မှာလက်ထပ်တော့မယ်မင်္ဂလာတတို့သားနဲ့တတို့သမီးတွေဟာသူတို့ရဲ့မင်္ဂလာပွဲနဲ့တူတိုးတိမ်ထူထောင်ဖို့ကိစ္စရင်းနဲ့အလုံးရှုံနေတာပါ။ဒီလိုမကြခင်မှာမင်္ဂလာဆောင်မှုအလောက်ရှုံနေကြတဲ့အထိနိုင်ငံကျော်တရုတ်ဆောင်မင်းသားဟေဝီယန်နဲ့စုပြည့်တစင်တို့ဆုံတွဲလေးလေးပါပါတယ်။ အားလုံးသိကြတဲ့အတိုင်းစုပြည့်တစနေဟင်ဝီယန်တို့ဟာလာမယ့်နိုဝင်ဘာလ14ရက်နေ့ရန်ကုန်နိုဗိုတဲမတ်ဆော်တဲမှာလက်ထပ်ကြတော့မှာပါဒီကြတဲ့မှာတော့ဟင်ဝီယန်နဲ့စုပြည့်တစတို့ဟာမင်္ဂလာလက်မှတ်ထိုးပွဲပါပွဲညပွဲစီကပွဲရီများစွာကျင်းပဖို့ရှိနေရပါဟင်ဝီယန်နဲ့စုပြည့်တစတို့ဟာချစ်သူတက်တန်း6နှစ်ကျော်နေပြီလို့သိရတာပါဒါပေမဲ့လေနှစ်ယောက်စလုံးကနိုင်ငံကျော်တရုတ်ဆောင်မင်းသားမင်းသမီးတွေမို့သူတို့ရဲ့ခြေရေးကိစ္စကိုလျှို့ဝှက်ထားကြတာပါ ဒါနောက်ဆိုဖီတစင်နဲ့ဟေဝီယန်တို့အောင်သူတို့နှစ်ယောက်ကချက်သူတွေပါလုံဝင်ခံပြီးနောက်နောက်ပိုင်းကဲတွေတောက်လျှောက်ဖြစ်နေရပါအထူးသဖြင့်လက်ထက်ခွင့်တောင်းနေပွဲမှာဆိုဖီတစင်ရဲ့ဖက်ရှင်ကဂွန်းနေရဆိုပြီးတဖုံစေဆက်မင်္ဂလာပွဲနေမှာနော်ဖိုရဲ့ဒါကအတင်းတူတဲ့စသဖြင့်တမျိုးကဲရထားနေတာပါ အခုလည်းဆိုပြတဲ့စင်းနေဟင်းဝီယန်ကမင်္ဂလာဦးညအတွက်အကျန်းခံကခိုင်ခန့်တဲ့ကတင်ဝဲနေတယ်ဆိုပြီးတည်င်းနေထွက်နေတာပါ အမှန်တကယ်တော့ဆိုဗီယက်သင်းနဲ့ဟိဝီယန်တို့ဟာကတင်တမျိုးပဲဝယ်ယူနေတာမျိုးတော့မဟုတ်ပါဘူးဆိုဗီယက်သင်းနဲ့ဟိဝီယန်တို့ဟာတခြားမင်္ဂလာဆောင်တော့မဲ့တတို့သားနဲ့တတို့သမီးတွေလိုပဲမင်္ဂလာခန်းဝေပစ္စည်းတွေလိုက်လံဝယ်ယူနေတာဖြစ်ပါတယ် အထူးသဖြင့်မင်္ဂလာဆောင်ကနေတတို့သားနဲ့တတို့သမီးတွေဆိုတာကမိဘမိသားစုအိမ်ကနေကိုစီစင်းကတောတိန်ထူထောင်ရတော့မှမဟုတ်မင်္ဂလာခန်းဝေပစ္စည်းတွေဖြစ်တဲ့ကတင်မွေရခေါင်းအောင်ဆိုဖာကုံအုတ်ခွက်ပကန်းတီဗီရေခဲတတအဝိရှော်စံစသဖြင့်လူသုံးဆောင်ပစ္စည်းတွေအလုံးကိုလိုအပ်တာဖြစ်ပါတယ် တချို့သောတည်င်းနေရဆုပ်ပြေတစင်းနဲ့ဟင်းဝီရန်တို့ဟာလက်ထပ်ပြီးရင်ဘဲမီပပမမလိုက်ပဲတိုးတိမ်ခွဲနေကြမှာဖြစ်ကြောင်းလည်းသိရတာပါဆုပ်ပြေတစင်းနဲ့ဟင်းဝီရန်တို့နေထိုင်မဲ့အိမ်ကိုတော့ဟင်းဝီရန်ရဲ့ဖခင်ရဲ့ဆောက်လုပ်ရေးကုမ္ပဏီကနေတာဝန်ယူတည်ဆောက်လက်ဖွဲ့ထားတာဖြစ်ကြောင်းသိရတာပါ အဆိုပါအိမ်ဟာရွှေတောင်ကြားလမ်းမှာတင်းချောက်တောင်တမိုးရှိကြောင်းလေးသိရပါတယ်။ဟိဝရနဲ့စိုးပြေသူစင်တို့ဟာဒီအိမ်ကြီးမှာနေဖို့အတွက်လည်းအကောင်ဆုံးမင်္ဂလာခန်းဝင်ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူနေတာဖြစ်ပါတယ်။တချို့သောတည်င်းတွေရဆိုရင်ဟိဝရမိသားစုဘက်ကနေစိုးပြေသူစင်ကိုမြန်မာကျပ်ငွေညက်ကလေးနဲ့တင်နှောင်းခဲ့ကြောင်းသိရတာပါ။ ဒါအပြင်စောနာကပြောခဲ့တယ်လို့တိုက်တွေကားတွေများစွာနဲ့ပဲတင်ထောင်းခဲ့တာပါဒါကလည်းစုပြည့်တစင်လို့အပြူစင်ရှင်ဖို့တော့မတန်းဘူးတဲ့အလိမ္မာအိမ်ပါချွေးမလိမ္မာလေးမို့တင်ထောင်းတာလို့သိရတာပါဒါအပြင်စုပြည့်တစင်ဟာဝင်ငွေများစွာရှာနိုင်တဲ့ထိတ်တန့်မင်းသမီးဖြစ်လို့နေတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောဟိဝင်ရဲ့စုပ်ပြည့်တဲ့စဉ်တို့ငယ်စဉ်ဆုံးတွဲလေးကိုအားကြနေကြပြီလားဆိုတော့ပြောတော့ကြပါအောင်ရှင်။